တော်တင်ဟော့စ်ပါနဲ့ပွဲစဉ်မှာအခွင့်အရေးများစွာကိုဖြုံးတီးပစ်ခဲ့တဲ့ Joao Pedro နဲ့ပတ်သက်တဲ့မှတ်ချက်စကားတွေကိုဆွေးနွေးသုံးသပ်ကြည့်အောင်မင်္ဂလာပါကိုခိန်းချက်စီဖန်ပေ့ချ်ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေ။ဆိုတော့စပါးနဲ့ပွဲစဉ်မှာဂျောပက်ဒရိုရဲ့ဂိုးပေါက်လွဲချော်မှုတွေအခွင့်အရေးတွေကိုအသုံးမချနိုင်မှုတွေကအောချရတော့တယ်။ဟာဟင်းဖြစ်သွားတဲ့ပြဿနာတွေအများကြီးပဲ။ဆိုတော့ ဂျောင်ပက်ဒရိုတယောက်ဒီဘွဲ့နဲ့ပတ်သက်ပြီးဘာတွေပြောခဲ့လဲအန်ဒူမာရက်စ်ကရောဂျောင်ပက်ဒရိုကိုဘယ်လိုတွေမှတ်ချက်ပေးခဲ့တယ်လဲကျွန်တော်တို့ဆွေးနွေးကြည့်ပါမယ်မဆွေးနွေးခင်မှာပက်ဒရိုပေါ်မှာထားမိတဲ့ကျွန်တော်ရဲ့ဟိုမျောလင်းချက်လေးကိုအရင်ပြောပြကြတယ်ဂျောင်ပက်ဒရိုကျွန်တော်အများကြီးမျောလင်းခဲ့တယ်အခုချိန်မှာလည်းမမျောလင်းဘူးမို့မျောလင်းနေတော့မယ်မျောလဲမျောလင့်နေမှာရှစ်ဆက်ပြီးတော့တောက်လျှောက်ပက်ဒရိုကိုကျွန်တော်တို့ရဲ့အဓိကကစားသမားအဖြစ်ရင်ထဲမှာထည့်ထားတော့မယ် ဒီကစားသမားအသင်းကိုစားရောက်လာကြတဲ့ကကျွန်တော်ရဲ့ finisher တယောက်လို့မပြောခဲ့ပါဘူးကျွန်တော်ရဲ့ player analyze video တွေပြန်ပြီးတော့ရှာကြည့်ပါဂျောင်းပက်ဒရိုဒီနေရာစုံမှာအသင်းရှိနေတဲ့တိုက်စစ်မှုတယောက်အချိန်ကာမြွေကိုးသွင်းနိုင်တဲ့တိုက်စစ်မှုတယောက်ဘလို့ပဲ3-3လှုပ်အားလုံးအပြည့်နဲ့အသုံးဝင်တဲ့ကစားသမားတယောက်နောက်ဆုံး CB တနေရာမှာထားပြီးတော့ဂျောင်းပက်ဒရိုစော့ခိုင်းရင်တော့မှဂျောင်းပက်ဒရိုဒီကြိုးကြိုးစားစားနဲ့ကစားပေးလိုက်မယ်ပြိုင်ဘက်အသင်းတွေအတွက် အိမ်မဆိုးဖြစ်စေမယ်ကို့အသင်းပေါ်ကြီးအတွက်နေရာလို့ရစေမယ်အဲ့လိုတိုက်စစ်မှုမျိုးဆွဲသုံးတုံးလို့ရတဲ့တိုက်စစ်မှုမျိုး veteran striker လို့တောင်ပြောလို့ရတယ်တောင်းမန်နေလားဒါမှမဟုတ် AM လားအထောင်တိုက်စစ်တနေရလားဒါပေမဲ့ကိုတကူတိုင်းကိုအာလင်းဟာလန်လိုမျိုးအဆုံးသက်ပေးနိုင်မယ်တိုက်စစ်မှုတယောက်တော့မဟုတ်ဘူး funny shooting နဲ့ဒေါင်တဲတွေကိုကန်သွင်းနိုင်မယ်တိုက်စစ်ကစားသမားတယောက်မဟုတ်ဘူးအများရန် chip နေနိုင်မယ်တိုက်စစ်မှုမျိုးမဟုတ်ဘူးဒါကိုကျွန်တော်လက်ခံတယ်တွေ့မယ် limit လေးတော့ရှိတာပေါ့နော်ကိုကန်သွင်းတဲ့နေရာမှာ တိုက်စစ်မှုမစိုးထားနဲ့ CB တယောက်တောင်မှကိုသွင်းလို့ရတဲ့အခြေအနေမျိုးတွေဆိုရင်တော့ဝင်တဲ့ဝင်ထိုက်တယ်နောက်ဆုံးဗျာကုန်းကုန်းပြောပြမယ် JP နဲ့ပဲပြန်ရှင်ပြမယ် FIFA Club World Cup မှာ PSG ကိုသမဒိုနာရမာကိုချစ်သွားတဲ့တွင်းကိုဆိုရင်ပိုလို့တောင်ခတ်သေးတယ်ကိုသမနဲ့ space ကလည်းတော်တော်ကျင်းနေပြီ ဖမ်းတဲ့ကုသမားကလည်းဒိုနာရမ်ပါအဲ့လိုဂိုးတောင်သူရအောင်ချစ်နိုင်တယ်ဒီဂိုးတွေမသွင်းနိုင်ဘူးဆိုတာကတော့ဘရိုလွဲတယ်ဗျာတော်တော်ကြီးလွဲနေပြီအဲ့တော့ JP အနေနဲ့နောက်များကြရင်အခွင့်အရေးကိုမိမိရဒီထက်ပို့ပြီးတော့အသုံးချနိုင်ဖို့လိုအပ်တယ်တို့ရမယ်ကျွန်တော်တို့ဟို JP ကိုအများကြီးမျှော်လင့်ထားတဲ့အတွက်ကြောင့်နောက်ဆုံးတော့ဖြစ်တွေ့ပေးလိုက်ပါတယ်ဒါဒါကျွန်တော်ရဲ့ဖြစ်တွေ့ပုံပေါ့နော်ဒီလောက်ဂိုးပေါက်လွဲချော်မှုတွေသူဖြစ်ရခြင်းကဂိုးပေါက်ပျောက်ဆုံးနေမှုကြောင့် စိတ်တဲ့ပိုင်းလေးပါနည်းနည်းလေးညော့သွားလို့လို့ပဲကျွန်တော်တွေးပေးလိုက်ပါတယ်ရှစ်ပွဲစတိုက်ဗျာဂိုးပေါက်ပြောက်တယ်အဲ့တော့ဂိုးပေါက်ပြန်တွေ့ခင်ဒီအချိန်မှာအတူအနေနဲ့အာယုံတွေထွေပြားပြီးတော့တခါမှဂိုးမသွင်းဘူးတဲ့ပုံသဏ္ဍာန်မျိုးဖြစ်သွားတာပါအဲ့တော့ကျွန်တော်ကျွန်တော်ပြောတယ်တိုက်စစ်မှုတယောက်အနေနဲ့အထောင်တိုက်စစ်မှုဖြစ်ဖြစ်တောင်မှတိုက်စစ်ကစားသမားပဲဖြစ်ဖြစ်ကွင်းလေတိုက်စစ်ကစားသမားပဲဖြစ်ဖြစ်ဂိုးတွေကအရန်ရေးကြီးတယ်သူတို့ကဂိုးရဖို့ဟိုအချိန်ကြီးကြာသွားပြီဆိုရင်အဲ့ဒါယုံကြည်မှုပြတ်ပြားသွားအောင်တာမန်ဝင်တင့်ဝင်ထိုက်တဲ့ ိုးတော်မှဂိုးပြင်မပြောင်းလဲနိုင်တော့ဘူးရန်ရေးကြည့်တယ်အဲ့တော့ရှေ့လျှောက် GP အနေနဲ့ဂိုးတွေမသွင်းသည့်တိုင်အောင်ကို teammates တွေအတွက်ဖန်တီးမှုတွေနော်ဂိုးပါဝင်ပတ်သက်မှုတွေဒီထက်ပိုလုပ်ပေးဖို့အတွက်တော့ကျွန်တော်မျှော်လင့်တယ်ဟုတ်ပြီအဲ့တော့ပထမဆုံး Maras က GP ပေါ်မှာပြီးခဲ့တဲ့ matches ကိုသွင်းနေကြပါတယ် GP ကဂိုးတွေအတွင်းတော့မှာပါပြီးခဲ့တဲ့ Liverpool နဲ့ပွဲတော့ကလေ JP အရင်ကကောင်းခဲ့တယ်အခုဆိုရင် Lian လည်းပြန်လာပြီဆိုတော့တိုက်စစ်မှာရွေးချယ်စရာတွေပိုများလာပါပြီ ကျွန်တော်ကကိုးနဲ့လီယံမပါဘဲနဲ့နှစ်လလောက်ပွဲအများကြီးကိုကင်တွယ်ခဲ့ရတာပါသို့တော့အခုချိန်မှာတော့ပွဲစဉ်တိုင်းကအရေးကြီးလာပြီမို့လို့တိုက်စစ်ကစားသမားတွေကိုကျွန်တော်တို့ပိုလိုအပ်တယ်တဲ့ MRS ကတော့တိုက်စစ်မှုတွေပြန်ပြီးတော့ကောင်းလာတဲ့အခြေအနေကိုဝမ်ပန်တတာပြောခဲ့တာဗောလေပြီးတော့သူ့ကိုယ်သူလည်းကာဗာလေးတော့နည်းနည်းလှုပ်သွားခဲ့တာဗောသူရှေ့မှာရလက်တွေစိုးခဲ့တဲ့အခြေအနေရှိရင်တောင်ဒါကဟိုတိုက်စစ်မှုတွေအများကြီးမပါလို့ဗောနော်နောက်ပြီး တချို့နိုင်ပွဲလေးတွေလည်းရယူပြီးခဲ့တဲ့အခြေအနေကတိုက်စစ်မှုတွေမပါဘဲနဲ့သူအကောင်းဆုံးကြိုးစားပြီးခဲ့တယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာထားပါဟုတ်တော့လည်းဟုတ်ပါတယ်အဲကိုပါမမပါဝင်နိုင်မှုကချက်စီးရဲ့တိုက်စစ်ပိုင်းမှာလိုအပ်ချက်ကြီးကြီးမှာဖြစ်ခဲ့တယ်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးရှိပါတယ်ဘလုံးမွဲတွေကစားချင်တယ်ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘတ်ခွန်ရှိကိုငါတို့လိုမစ္စတိုကိုမမ်ဘာတဲ့ unit ဖြစ် bonus တွေနဲ့ရုံးကြီးစွာကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်39 893 180မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ အခု Lian Dilab ပြန်ကောင်းလာပြီတချို့ကပြောကြ Lian Dilab ကဘာကောင်းလို့လဲပေါ့နော်အဲ့တော့ကျွန်တော်လည်းဘာကောင်းလို့လဲမပြောနေတော့ဘူးပြီးခဲ့တဲ့ဘောလုံးရာသီက Ipswich Town ပွဲတဲ့၅ပွဲလောက်ပြန်ကြည့်ကြည့်လိုက်နော် highlight မဟုတ်ဘူးမိနစ်60အစားဆုံးပြန်ကြည့်ကြည့်လိုက်၅ပွဲမကြည့်နိုင်ဘူးကျွန်တော်တို့ Chelsea နဲ့ Ipswich တွေ့တဲ့ပွဲတွေမှာ Lian Dilab ဘာလို့ပြသွားလဲပြန်ကြည့်ကြည့်လိုက် Dilab ကလိုတာပေါ့ဗျ तू ကဟို contract မှာဒါဒီလောက်ပြောင်းရွှေ့ကြည့် amount ပမာဏနဲ့ထွက်ခွာခွင့်ပြုရမယ်လို့ ထည့်သွင်းထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လောက်တန်ကြီးနဲ့ရတာတကယ်လို့ပေါင်တန်30ဘာညာမထည့်တာအောင်ဆိုရင် Lian Dilap တန်ကြီးဒီအနည်းဆုံးပေါင်တန်90လောက်ရှိတယ် Newcastle ကိုသာ Lian Dilap ရောက်သွားကြည့်ပို့ပြီးတော့ဂျမ်းအောင်မယ်ပြောချင်တာ Dilap ဒီ Chelsea အတွက်အရေးပါအဲရောက်တဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်လာမှာပါနောက် Dilap နဲ့ JP ကလည်းတိုက်ချင်းမတူဘူးနော် JP ကနေရာဆုံးရွေ့နိုင်တယ် Lian Dilap တို့ကတကယ်အထောင်တိုက်စစ်မှုစစ်စစ်တစ်ယောက်ပါအခု Arsenal မှာ Vidal Jorges ပြောကူမသွင်း ဒါပေမဲ့ရှောက်တိုးနေတာကသူ့အသင်းဘောတွေအတွက်အများကြီးထောက်ကူပြုတယ်အဲ့တော့လီယန်ဒီလာရဲ့ physical bit ကိုကြည့်လိုက်ကြောက်စရာကြီးတော်တော်ခိုင်ခိုင်အကြီးပဲအဲ့တကြောင်တချို့ဟို discipline ဘိုင်းလေးတွေဒါနည်းနည်းထပ်ပြင်လိုက်မယ်ဆိုရင်လီယန်ဒီလပ်ကလည်းချယ်ဆီတို့အားကိုးလို့ရတဲ့တိုက်စင်မှုဖြစ်လာနိုင်တယ်လူငယ်လူငယ်ဖြစ်တဲ့အတွက်ကြောင့်နည်းနည်းဟိုစိတ်လိုက်မှန်ပါလေးလှုပ်လိုက်တာလေးတော့ရှိတယ်ပေါ့ဗျာသူကငကိုကလေးကအဲ့လိုပလေယာမျိုး Andy Morris ကလည်းအကောင်းဆုံးဒီဘိုင်းကိုထိမ့်သိမ့်နိုင်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ရှေ့လျှောက်တော့ဂိုးပေါက်ပျောက်ဆုံးမှုတွေရှိတဲ့ ကိုမတေးကြမီရာမှုတွေရှိတဲ့ Chelsea တိုက်စစ်ပိုင်းအတွက်တော့ဒါဝမ်းသာစရာသတင်းပါပဲ။ Okay ကျွန်တော် GPR ကိုဗာတက်ပြောထားသေးလေပေါ့နော်။ကျွန်တော်ထင်ရတော့ဒီနေ့ပွဲဟာကြီးကျယ်တဲ့ပွဲတစ်ပွဲပါ။ဒါဘီပွဲပါ။ Spurs ကအသင်းကောင်းတစ်သင်းဆိုတာကိုကျွန်တော်တို့သိပါတယ်။ဒီလိုပွဲမျိုးမှာအနိုင်ရဖို့အတွက်ကျွန်တော်တို့ဘက်က100%စူးစမ်းရမှာပေါ့။ဒါပေမဲ့လေဒီနေ့မှာတော့ကျွန်တော်တို့လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်သူ Moises နဲ့ပတ်သက်ပြီးတော့လည်းပြောသွားတယ်ဗျ Moises ကဘယ်လိုကစားသမားမျိုးလဲဆိုတာလူတိုင်းသိကြပါတယ်သူကထိတ်တန်းကစားသမားပါသူနဲ့ကစားရတာပျော်စရာကောင်းပြီပထမပိုင်းအပြီးမှာတော့မှကျွန်တော်သူ့ကိုညသာကျွေးဖို့ဖိတ်လိုက်ပါမယ်ဆိုပြီးတော့တောင်းပြောခဲ့ပါသေးတယ်သူကြောင့်ကျွန်တော်ဒီကိုကိုသွေးဝင်နိုင်ခဲ့လို့ကျေးဇူးတင်ကြောင်းပြောခြင်းတယ်လို့ဒီအသင်းကိုအားပေးမှုအတွက်လည်းပရိသတ်တွေကိုကျေးဇူးတင်ပါတယ်တဲ့တကယ်နဲ့လည်းဒီကူက Moises Caicedo ကြောင့် JB ကိုသွေးနိုင်ခဲ့တာကိုပေါ့ပျောက်တာအဆုံးတက်သွားနိုင်ခဲ့တယ်ပေါ့ဗျာအဲ့တော့ဘယ်လိုပဲဖြစ်နောက်ဆုံးအချိန်ကမှတော့မင်းသား မွိုင်ဆက်ကိုင်းစရိုပဲဖြစ်ခဲ့ပါတယ်ကဲဒါပါအဲ့တော့ GPA ကိုပေါက်လဲချော်မှုတွေကို နော်အကောင်းဆုံးမေ့ပြီးတော့တင်မုန်းချီပြီးတော့နောက်ပွဲတင်တွေမှာအခွင့်အရေးနှစ်ကြိမ်ရရင်တစ်ကြိမ်လောက်ကိုဂိုးဖြစ်ပြောင်းလဲနိုင်ပါစေကြောင်းစနပြွေးနေပဲဗီဒီယိုလေးတွေမှာနားခွင့်ပြပါအဆုံးထိကြည့်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်